ပေါ် YouTube channel ကနေလည်းပြည်သက်တွေအတွက်တိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးနေကြတာဖြစ်ပါတယ်ဒီချိန်ရလာတဲ့ပြည်တံမိုးကိုလည်းအတင်းကောင်းဆောင်မမောင်လွင်ခံမှာဖြစ်ပါတယ်တရမိုင်းပြီးဆုံးဖို့ဒီကလာတဲ့နေသားတစ်ခုမှာရလာတဲ့ခွေးတရက်ကိုဒီမှာသင်အကောင်းဆုံးတော့တုံးချတော့တယ်ဒါစောင့်ကြည့်ရမယ်ဗျာမမောင်လွင်မဲ့အတားမှားပြီးတာလေအေးရတော့ကြာတယ်ခေါင်းတက်ပြန်ချနေတိုက်ပြီး ရှုံ့ဆက်ခဲ့တဲ့အနေအထားတစ်ခုပါပဲမြန်မာအသင်းဦးဆောင်မှုရရှိအောင်တော့စောင့်ဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်စောပိုင်းကပေးဖို့ထုတ်ခဲ့လို့ပဲမြန်မာအသင်းရောမပိုင်းနီးပြီးဆုံးဖို့နီးကပ်နေတဲ့ချိန်မှာအကောင်းဆုံးဖိအေးတရက်ကိုအထုံးချနိုင်ခဲ့ပြီလို့ပဲပြောရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကုသိုလ်ဆိုရင်ဒါပေမဲ့နိုင်ငံရှုံ့ဆက်ခဲ့နေတဲ့အနေအထားတစ်ခုလို့စောမှာဖြစ်တဲ့အကြောင်းမလို့ငါကစားမှဒီတင်သွားကလေးတော့ကျွန်တော်တို့အတူပြုဖို့အတွက်နေခဲ့ခက်ခဲနေလို့ပဲသွားမှာဖြစ်ပါတယ်။သွားပါ ောင်းတဲ့ချက်အနေနဲ့တိတော်ရဲကဂိုးနေခဲ့တာလားအမိုးပိတ်သွင်းလိုက်မှဂိုးသွားတာလားဆိုတော့ကျွန်တော်ပြုတ်တဲ့အနည်းပြွက်ွက်တွေကိုတော့ပြန်ကြည့်ဖို့အတွက်လိုအပ်နေခဲ့တာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်မြန်မာအသင်းကတော့ဥဆောင်လို့စပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်။ဂျုံတန်နည်းပြွက်ွက်တွေမှာတော့မမောင်လွင်ရဲ့ပြေးဖို့မှုကနေတောင်ရဲ့ကောင်းတိုက်ပြေးဖို့မှုကနေစုံမိုးကျော်ရဲ့ပိတ်သွင်းမှုဟိုတိုင်းထိပြီးတော့ပြန်ထွက်လာနေတာခုမှ တန်းပိုင်ထပ်ပြီးတော့ဆုံးသက်ခဲ့ပေမဲ့လည်းတန်းပိုင်အဆုံးမသက်ခင်ခဲ့တဲ့အပေါ်လုံးကတော့ဂိုးစီးကိုကြော်သွားခဲ့လားဆိုတာကတော့အနည်းငယ်မေကွန်းထုတ်ဖို့တော့ရှိနေခဲ့တာဖြစ်ပါတယ်တန်းပိုင်လို့ပဲတက်မှတ်မှာဖြစ်ပါတယ်ဒါပေမဲ့